ားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့အတွက်ခုံနုံတုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီကျမကတော့အစမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တော်လှန်ရေးလုပ်ငန်းတွေအနှောက်ရှက်ပြုတ်တဲ့နန်းစီဒီအမ်တွေကိုအရေးယူမယ်လို့တိတိမြုံနယ်ပညာရေးဘုတ်အဖွဲ့ချိန်ညာလိုက်တဲ့သတင်းဟာကမြို့မှာ3လကြာလှစ်စင်မီပြတ်တောက်ပြီးဖုန်းနဲ့ပါဝါပိုင်တွေကိုအခကျင်းငွေပေးကအသွင်းနေကြရတဲ့တဲ့င်းနဲ့ မြန်မာအပါအဝင်၁၂နိုင်ငံကို အမေရိကန်ကပြည်ဝင်ခွင့်ပိတ်ပင်ပြီးနောက်ထပ်၇နိုင်ငံကိုတစ်စိတ်တစ်ပိုင်းပိတ်ပင်စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်တည်ရင်မြို့နယ်အတွင်းတော်လှန်ရေးလုပ်ငန်းတွေအနောက်အရှက်ပြိုတဲ့နန်းစီဒီယမ်ပြည်ညာရေးဝန်ထမ်းတွေကို ZFU PDF ဆိုလန်ရှယ်တပ်ဖွဲ့မြို့နယ်ပါအဖာတို့နဲ့လက်တွဲကအရေးယူဆောင်ရွက်သွားမယ်လို့တည်ရင်မြို့နယ်ပြည်ညာရေးဘုတ်အဖွဲ့ကစွန်လ၄ရက်နေ့မှာကြေညာပါတယ်တိရိမြုံနယ်အတွင်းစစ်ကောင်စီရဲ့စစ်ကြုံပညာရေးလုပ်ငန်းဖော်ဆောင်မှုတွေကိုစတက်ဖြူရဲ့ပညာရေးဌာနဖြစ်တဲ့တိရိမြုံနယ်ပညာရေးဘုတ်အဖွဲ့က လုံးဝတားမြစ်ထားတယ်လို့သိရပါတယ်။ကျေးဇူးပညာရေးလုပ်ငန်းတွေမှာနန်းစီဒီယံဝင်ထမ်းတွေဟာတော်လှန်ရေးလုပ်ငန်းမှာအနောက်ရှက်ဖြစ်စေတဲ့လုံဆောင်မှုတွေတွေ့ရှိပါကစတက်ဖီယို PDF ဆိုလန်ပြည်သူရဲတပ်ဖွဲ့ဇိုလန်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့တို့နဲ့လက်တွဲကလူအပ်တယ်လို့ပြက်ပြက်သားသားအရေးယူဆောင်ရွက်သားမယ်လို့တိတိမြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်တာပါ။ နန်းစီတရဝင်ထမ်းတွေဟာစစ်ကောင်စီရဲ့ရန်ညားလေပတ်စီဖို့နဲ့တော်လှန်ပြည်သူတွေကိုစိတ်ဝင်ကြွေးစေရေးလှုံ့ဆော်မှုစီယုံမှုတွေအပြင်ပြည်သူ့ပြည်ငါရေးလုပ်ငန်းတွေမှာမိမိအကိုကျအတွက်သာရည်စူးပြီးတော်လှန်ရေးလုပ်ငန်းမှာအနောက်အရှက်ဖြစ်စေတယ်လို့ဆိုထားပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပြည်သူဝန်ဆောင်မှုပြည်ညာရေးလုပ်ငန်းတွေဟာပြစ်ပြားလာခဲ့ပေမဲ့မိဘပြည်သူတွေရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် ကရင်မြို့နယ်ပြည်ငါရေးဘုတ်အဖွဲ့ရဲ့ကျေးဇူးပြည်ငါရေးလုပ်ငန်းတွေဟာကောင်းမွန်စွာလဲပတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိရီမြို့နယ်ပြည်ငါရေးဘုတ်အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့တိရီမြို့အခြေဆိုင်ချင်းအင်အားစုတွေထံစစ်သွေးခဲ့ပေမဲ့မရရှိသေးပါဘူး။ဒီခုနှစ်2025 2026ပြည်ငါတင်နှစ်မှာတိရီမြုံနယ်မှာစစ်ကောင်စီက အခြေခံကျောင်းတွေအများအပြားဖွင့်လှစ်နိုင်ခဲ့ပြီးကျောင်းအနှံနဲ့ကျောင်းသူကျောင်းသား ထောင်ချီရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ချင်းပြည်နယ်ရဲ့မြို့တော်ဟာခေါမှာလည်းစစ်ကောင်စီကကျောင်းတွေကိုဖွင့်လှစ်ခဲ့ပြီးရခိုင်နှစ်ထက်တယောက်သူတွေများပြားခဲ့တဲ့အာနာမသိမ့်မီကဟာခါမှာ ကိုပိုင်ကျောင်း၃ကျောင်းသာရှိပေမဲ့လက်ရှိမှာကိုပိုင်ကျောင်း၁၀ကျောင်းထက်မနည်းရှိလာတဲ့အကြောင်းသိရပါတယ် ချင်းပြည်နယ်မှာစစ်ကောင်စီကရခုနှစ်ပြညာသင်နှစ်ကိုဟာခါတီးတီနဲ့ခိုင်ခံမြို့တွေမှာကျောင်းတွေဖွင့်လှစ်ထားကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းပြည်နယ်မြို့တော်ဟာခါမြို့မှာ၃လကြာလက်စစ်မီးပြတ်တောက်တာကြောင့်ပြည်သူအများစုဟာလက်စစ်မီးမရှိဘဲနေထိုင်ကြရပြီးလူတိုင်းအသုံးပြုတဲ့ဖုန်းနဲ့ပါဝါပိန်တွေကိုအခကြီးငွေပေးဆောင်ကအားဖြည့်သင်းနေရတယ်လို့ဒေတာခန်တွေစီကသိရပါဗျ အခမ်းမြုံမှာလက်စစ်မေးပြတ်ဒေါက်တာဟာလွန်ခဲ့တဲ့3လခန့်ကဖြစ်ပြီးအခုလူငွေစည်းပေးကဖုန်းအားသွင်းရတာဟာတလခန့်ရှိပြီလို့ဒေတာခန့်အမျိုးသားတူကပြောပါရယ်ဖုန်းအားသွင်းခတစ်ချိန်မှာတထောင်ချက်ပါဝါဘက်အရွယ်အစားလိုက်1500ကနေ9000ချက်အထိကုန်ကြပြီးနေ့စဉ်လိုအပ်တဲ့စစ်သွေးရေးအတွက် ကုန်ကြစရိတ်တွေပုံမူဒေါ်လာက အခက်ခဲများရင်ဆိုင်နေကြရခြင်းဖြစ်ပါရယ်ဟာကမြုပ်နေဒေတာခန့်အမျိုးသားတူက ဟာခမြို့မှာမီးမလာတာ၃လရှိပြီးမီးမလာတော့ဖုန်းပါဝါဘဲအသွင်းဖို့ပိတ်ဆံပေးပြီးတော့အသွင်းခိုင်းနေရတယ်။ဖုန်းက1000ကျပ်ပါဝါဘဲအကြီးက2500ကျပ်အသေးက1500ကျပ်သွင်းလို့ရတဲ့နေရာကတော့ဈေးဟောင်းမှာ2နေရာရှိတယ်တခြားရက်ကွက်မှာလည်းရှိမှာပါတည်စာမသိလို့တချို့ကပါဝါဘဲအကြီးကိုအားအပြည့်သွင်းက9000ချက်ပေးရတဲ့သူလည်းရှိတယ်။အခုလိုပဲအချိန်တိကျုံရမလဲမသိဘူး။ကြားလိုက်ရင်တော့လွယ်မှာမဟုတ်ဘူးလို့ပြောပါရီ။ သို့တော်လည်း NGO ယုံနဲ့နေဆက်တဲ့သူတွေကတော့ NGO ယုံတွေမှာအခမဲ့ဖုန်းအားသွင်းလို့ရကြောင်းသူကဆက်ပြောပါတယ်။လက်စစ်မီပြတ်တောက်ခြင်းကြောင့်ဟာခမြို့နယ်ဒေသခံပြည်သူတွေရဲ့နေစဉ်ဘဝကိုကြီးမားစွာအဟတာဖြစ်စေပြီးချက်ပြုတ်ရမှာတော်လကောင်တောက်တုံးရဲ့အခက်အခဲတွေလည်းရင်ဆိုင်နေကြရပါတယ်။ ဒေသခံအမျိုးသားတအူကဒေသခံတွေကထမင်းချက်ဖို့အဓိကမိသွေးသုံးတယ်ကက်စလေသုံးကြပေမဲ့ပြန်ပြေဖို့မရှိတော့ခက်တယ်အစင်မပြေဘူးတောက်ဖို့သုံးဖို့ရေလဲဝင်နေရတယ်ဒီလိုမျိုးမလာတာကြတော့ငွေကြေးတက်နိုင်တဲ့သူတွေကဆိုလာဘက်ထရီသုံးတယ်တချို့ကမီးဆက်သုံးတယ်ဒါတွေမရှိတဲ့သူတွေကတော့ညမှာဖျောင်းနိုင်ထွန်းနေရတယ်မီးလာမယ်ပြောတာတော့ကြာလာပြီအခုထိမလာနိုင်ဘူးလာမယ်ပြောလဲအခုမယုံချင်တော့ဘူးလို့သူကပြောပါတယ် မိမရှိတဲ့အတွက်ထမင်းချက်ဖို့မိသွေးကိုသာအထီးကအားထားနေရပြီးချင်းတောင်ထက်မိသွေးတအိတ်ကို2800ချက်ကနေ3000ချက်အထိဈေးနှုန်းမြင့်တဲ့ကမြေပြန့်ဒေသကနေလာတဲ့မိသွေးတအိတ်မှာ2500ချက်ခန့်ရှိကြောင်းသိရပါတယ်။ဒါအပြင်ဟာခမြုပ်ပြီးသူတွေဟာရေရှားပါမှုကြောင့်ရေ1000လီတာကို2500ချက်နဲ့ဝယ်သုံးနေရတဲ့အတွက်နေ့စဉ်စာဝတ်နေရေးပုံမှုခက်ခဲတယ်လို့သိရပါတယ်။ အလားတူချင်းပြည်နယ်နဲ့ထိစပ်နေတဲ့စကိုင်းတိုင်းကလေးမြို့မှာလည်းမျက်စိမြင်မရတာဟာ၅လခန့်ရှိပြီလို့သိရပါတယ်။နေ့စဉ်စားဝတ်နေရေးအတွက်ထမင်းစက်ဖို့မီးသွေးနဲ့ gas တွေအသုံးပြုနေရပြီးမီးသွေးတအိမ်မှာ2500ကျက်နဲ့ gas တပိတာမှာ13500ကျက်နဲ့ဝေသုံးနေရတဲ့အကြောင်းကလေးမြို့နယ်အိမ်ရှင်မတူကပြောပါတယ်။တောက်သုံးရဲ့အတွက်ကမီးဆက်နှိုးကရေတင်နေရကြောင်းမရှိပါကလည်းရေတွင်းကလည်းလူကိုယ်တိုင်းရေတင်နေရကြောင်းသိရပါတယ်။ ဒေသခံအများစုကတော့ဖုန်းအသွင်းဖို့နဲ့ညမှာအလင်းရောင်ရရှိဖို့ဆော်လာပြားတွေနဲ့ဘက်ထရီတွေကိုအသုံးပြုနေကြရကြောင်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာအပါအဝင်နိုင်ငံပေါင်း12နိုင်ငံကို အမေရိကန်တို့ခရီးသွားလာဝင်ရောက်ခွင့်ခြေဝင်ခွင့်တားမြစ်ကန့်သတ်လိုက်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဆွန်လ၄ရက်နေ့မှာလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါတယ် အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူလုံခြုံရေးအနေရတွေကနေကာကွယ်ဖို့အတွက်မြန်မာအပါအဝင်အာဖဂနစ္စတန်ချက်ကွန်ဂိုအီကွေတာဒိုရာနီဂီအီရီတီးယားဟက်တီအီရန်လီဗျာဆိုမာလီယာဆူဒန်နဲ့ယေမန်နိုင်ငံတွေကိုအမေရိကန်ကပြည်ဝင်ခွင့်လုံးဝပိတ်ပင်လိုက်တာပါ မြန်မာနိုင်ငံအနေနဲ့အမေရိကန်ကိုပြင်ဝင်ခွင့်ပိတ်ပင်ခံရမှုမှာအမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံသားတွေဗီဇာတက်တန်းကျော်လွန်နေထိုင်မှုများပြားမှုကြောင့်ဖြစ်ပြီး B1 B2 ဗီဇာတက်တန်းလွန်နေထိုင်မှု29.3%ရာခိုင်နှုန်း FMJ ဗီဇာတက်တန်းလွန်နေထိုင်မှု52.1%ရာခိုင်နှုန်းရှိကြောင်းအမေရိကန်ကနိုင်ငံသားပေဖြတ်ခံရတဲ့လူတွေကိုပြန်လည်လက်ခံဖို့ပိုပောင်ခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်းအမေရိကန်သမ္မတရုံးကထုတ်ပြန်ပါတယ် အမေရိကန်အစိုးရရဲ့အခုလိုပြည်ဝင်ခွင့်ပိတ်ပင်မှုဟာစစ်အာဏာရှင်တော်လှန်ရေးကိုလှုပ်ရှားဆောင်ရွက်နေတဲ့တော်လှန်ရေးအင်အားစုတွေအပေါ်လဲတိတ်ရောက်မှုရှိကြောင်းမလေးရှားနိုင်ငံချင်းတို့ကတည်းအရေးဆောင်ရွက်နေတဲ့ Alliance of Chin Refugees ဥက္ကဋ္ဌ James Boy Thangbi ကပြောပါရီး နိုင်ငံရဲ့အတွက်လှုပ်ရှားတဲ့လူတွေအတွက်ကတချို့အဝင်အထွက်ကခက်သွားမယ်လို့မြင်နေမြန်မာမှာပါရီထိခိုက်သွားမလဲဆိုတော့ဒီတော်လှန်ရေးမှာကကုအားကိုပဲပြန်ကိုရမယ်အခြေအနေဖြစ်သွားနိုင်တယ်ပေါ့နော်နိုင်ငံရဲ့အရှုပ်ထွေးမှာကစိန်ခေါ်မှုကတော်တော်များလိမ့်မယ်တော်လှန်ရေးတော်တော်များများကလည်းပြည်ပကိုပဲအားကိုပြီးလှုပ်ရှားရတာများတယ်ဆိုတော့ဒီမှာတော်တော်လေးထိခိုက်တယ်နောက်တစ်ခုကအဝင်ပဲပိတ်တာဆိုတော့လူသားချင်းစာနာမှုဆိုင်ရာအထွက်ကတော့ဘလောက်ထိခိုက်မလဲဆိုတာမသိသေးဘူးလို့ပြောပါတယ် ဂျေဝင်ခွန့်တစိတ်တပိုင်းပြည်ပင်ခံရတဲ့နိုင်ငံတွေကတော့လာအိုဗင်နီဇွဲလာကျူဘာဘူရန်ဒီအပါဝင်နိုင်ငံပေါင်း9နိုင်ငံကတော့အမေရိကန်ဂျေဝင်ခွန့်တစိတ်တပိုင်းပြည်ပင်ခံရတဲ့နိုင်ငံတွေချက်ကြောင်းသိရပါရရှင် ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခွန်နုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်